အခုလိုတစ်တူသည်ရာသီစာလေးဖြစ်တဲ့တစ်တူသည်လေးကိုပေါ့နော်မိုးတို့အခုလိုပဲရှင်းပဲထည့်ပြီးတော့ပဲပြန်ရောင်းမလားအမ်ပြီးတဲ့အခါကိုယ်အိမ်မှာပဲလှုပ်ရှားမလားပေါ့နော်ဒီလေးမှာတော့တစ်တူသည်ရှင်းပဲထည့်နေလေးကိုမိုးကညဝေပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အရင်ဥဆုံးမိုးကဒီမှာတစ်တူသည်တွေကိုအခွန်ခွာမယ်ဒါကကြတော့စားရည်ဖြော်ထားတာပေါ့နော်စားရည်ဖြော်ပြီး ဒီလိုအခွန်ခွာတဲ့အချိန်မှာတစ်တူသီးတွေကအယောင်ပြောင်းသွားတယ်ပေါ့နော်မဲဝါတက်တယ်ဒါကြောင့်မို့လို့အခွန်ခါပြီးတာနဲ့ဒီလိုမျိုးစားရည်လေးစိန်ပေးပါပေါ့နော်အဲ့ဒါမှအယောင်မပြောင်းဘဲနဲ့ဒီလိုပန်းရောင်လေးတွေတန်းနေမှာပေါ့နော် okay အားလုံးကိုအခွန်ခွာပြီးွားပြီးစားရည်စိန်ထားပြီးွားပြီးဆိုလို့ရှိရင်တော့မိုးကသူ့ကို ပပလီဖို့အတွက်အထဲကအစီတွေကို ထုတ်ပါမယ်ပေါ့နော်အပပလီပြီးတော့ဒီအတွင်းထဲကဒီအစီအဆန်လေးတွေကိုမယူဘူးပေါ့နော်အပြင်ကအသားကိုပဲမိုးတို့က အိုးရိပ်စိမ်မှာဖြစ်ပါတယ်ဗောနော်ဒီတိတူဒီအစီလေးတွေကကြတော့မိုးတို့ပြန်ပြီးစားလဲရတယ်ဗောနော်ဒီအဒီအခုံဘဲမိုးတို့ကယူမယ်သူ့ကိုစားရည်ထဲမှာခဏနှင်လိုက်မယ်ပြီးတဲ့အခါကျရင်တော့ဒီလိုမျိုးမထူမပားအရွယ်လေးကို မိုးတို့ကတည်တည်ချာချာလေးလှီးပေးမယ်ဗောနော်အရင်ပားရင်လည်းပျော်သွားတယ်ဗောနော်အထူးကြီးဆိုလည်းမကောင်းဘူးဒါကြောင့်မို့လို့အနေတော်လေးမထူမပားလေးကိုလှီးပေးပါမယ်ဗောနော် သူ့ကိုအဲ့လိုမျိုးလေးတွေမိုးတို့ကလှီးသွားပေးမယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီတဖန်ပေါ့နော်စားရည်စိန်ထဲမှာသူ့ကိုလှီးပြီးတာနဲ့ပြန်ပြီးစိန်ပေးပါပေါ့နော်မဟုတ်လို့ကတော့ဒီတစ်တူဒီအယောင်ကြီးကမဲဝါပြီးတော့မလှတော့ဘူးပေါ့နော်ဒါကြောင့်မို့လို့အခုလိုပပလေးလှီးပြီးတာနဲ့စားရည်စိန်ပေးပါအားလုံးလှီးပြီးသွားပြီဆိုလို့ရှိရင်နော်ဒီလှီးပြီးတာဒီတစ်တူတီးဒီအားလုံးကို မိုးတို့ကနေပြီးတော့အာတဖန်ကိုအပြင်ကိုဆယ်ထုတ်လိုက်မယ်ပေါ့နော် အခုလိုမျိုးဒီစားရည်စိန်ထားတာတွေကိုဆယ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့မိုးတို့ကဒီထဲကိုပေါ့နော်စားထဲပါမယ်နော် စားကိုမိမိကလို့တလောက်ပေါ့နော်အများကြီးလည်းမဟုတ်ဘူးနည်းနည်းလေးလည်းမဟုတ်ဘူးအနေတော်လေးကိုကသေချာလေးလောက်ပါဒီမှာဆိုမူကအလုံးတစ်တူတည်းကကိုလုံးတာပေါ့နော်အလုံးကြီးတာဖြစ်တဲ့အတွက်ဒီထဲမှာသူ့ကိုမူကစားတွေကိုအထက်အောက်အလုံးကိုပေါ့နော်နှမ်းဆက်သွားအောင်တည်တည်ချာချာလေးအပေါ်အောက်လေးကိုမှွေပြီးနယ်ပြီးခဲ့တယ်ပေါ့နော်အဲသူကစားဤစိန်မှာဖြစ်တဲ့အတွက်ကြာရှည်ခံအောင်ထားမှာဖြစ်တဲ့အတွက်ပေါ့နော်အခုလိုမျိုးလေးကိုအပေါ်အောက်တည်တည်ချာချာစားလေးတွေနဲ့နှမ်းသွားအောင်တည်ချာလေးနယ်ပြီးပါမယ်နော် မိုးလို့ရစားတဲ့အရင်များဝိုင်းလည်းညံသွားမယ်ပေါ့နော်။နဲပြန်တော့လည်းအရေထွက်တယ်။ဒါကြောင့်မိုးလို့ပေါ့နော်။အာတေးတေးချာချာလေးအပေါ်အောက်လေးကိုစားလေးတွေနဲ့အသားထဲအရသာလေးဝင်သွားအောင်တေးချာလေးအပေါ်အောက်လေးနှဲပေးပါမယ်နော်။ကဲအခုလိုမျိုးလေးနှဲပြီးသွားပြီဆိုလို့ရှိရင်နော်မိုးတို့ကသူ့ကိုအဖန်ရည်လေးတွေကုံသွားအောင်ညှစ်ထုတ်လိုက်ပါမယ်နော်။ ီလိုမျိုးစားရည်နဲ့နေပြီးသွားတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးရေလေးတွေကိုညှစ်ထုတ်လိုက်ပါမယ်။ရေညှစ်ပြီးသားရလာတာကိုတစ်ဖက်မှာထားထားပေးလိုက်မယ်ပေါ့နော်။အခုလိုမျိုးဖန်ရည်လေးတွေထွက်လာပြီဆိုလို့ရှိရင်ကြံတဲ့အသားလေးတွေကိုမိုးတို့ကဘူးထဲမှာထည့်ပြီးတော့စိမ့်ပါမယ်နော်။ခုလိုမျိုးဘူးလေးတွေပေါ့နော်ဒါတစ်ခါ စာလေးပေါ့နော်ပြောမယ်ဆိုရင်တော့အာဘူးကြီးနဲ့စိန်နဲ့အခါမှာမိုးတို့တွေကအဖုံးတွေခဏခဏဖွင့်တဲ့အခါကျရင်အရှင်ဓာတ်တွေကအပေါက်ပြီးတော့ကြကြမခံမှာစိုးတဲ့အတွက်ပေါ့နော်ဒီလိုမျိုးလေးဆိုလို့ရှိရင်နှစ်ခါလောက် ုံးခါလောက်ကိုချက်စားလို့ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ဘူကြီးနဲ့ဆိုတော့ရောင်းပန်းနေရောင်းမဲ့ဆိုတဲ့လူတွေဆိုလို့ရှိရင်လည်းဒီလိုမျိုးဘူးလေးတွေနဲ့ဆိုရင်တော့နေတော်လေးပဲပေါ့နော်မိုးကအရင်ဆုံးထဲ့တယ်ထဲ့ပြီးပြီဆိုလို့ရှိရင်အသားတွေဖိဝင်သွားဒီမျိုးလေးဖိဖိပြီးတော့ထဲ့တိတ်ပေးတယ်ပေါ့နော်အဲ့ဒါအခါမှာအာချင်ဘက်ကဘယ်လိုပြောမလဲဆိုတော့ဟိုအယံကြီးတဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲအသားတွေလည်းအများကြီးဝင်တယ်ပေါ့နော်ဒီလိုမျိုးနေရာလေးလည်းလှနေဆန့် ိဖိပြီးတော့မိုးကထည့်ပေးတယ်အကြတော့အချင်းကြီးလေးတွေလည်းထွက်ထွက်လာတယ်ပေါ့နော်โอเคဒါကတော့အားလုံးထည့်ပြီးသားတဲ့အနေထားလေးပါဒီအနေထားလေးရပြီဆိုလို့ရှိရင်တော့မိုးကရင်နွေးအိုးကိုပေါ့နော်ပုတ်ပွဲဆူအောင်တည်ပြီးတော့အဲ့ဒီရင်နွေးအိုး အေးလာပြီဆိုခံမှာပေါ့နော်အရင်အကောင်လုံးအေးသွားပြီဆိုခံမှာဒီဘူးလေးတဲ့ကိုမိုးကအဲ့ဒီရေကျက်အေးလေးတွေကိုလောင်းထည့်လိုက်တာဖြစ်ပါတယ်ပေါ့နော်အဲအဲ့ဒါဆိုရင်အဖုံလေးကိုတေချာလုံအောင်ပိတ်ပြီးထားထားမယ်ဆိုလို့ရှိရင်တော့အာတွတ်တူဒီအိုးရေစိန်လေးရပါပြီနော်ကဲအယောင်လေးလည်းမမဲဘူးလှလည်းလှတယ်ကြောင်းရင်လည်းအိမ်စံကိုအဆင်ပြေတယ်ကို့အိမ်မှာလှုပ်ရှားရင်လည်းအားလုံးအဆင်ပြေတဲ့အတွက်ကဲအားလုံးပဲအဆင်ပြေကြပါစေနော်အခုလို့တွတ်တူဒီရာဒီလေးမှာငားနဲ့ပဲချက်စားမလားဘာနဲ့ပဲချက်စားမလဲစားကျင်တာနဲ့ချက်စားပေါ့နော်အယံကိုစား ားလို့ကောင်းပါတယ်တစ်တူဒီအိုးရေစိန်လေးပါရှင်